ဝက်သားလေးကိုတုံးသေးသေးလေးပေါ့နော်တုံးသေးသေးလေးပြီးလိုက်ပါမယ်ဝက်သားကိုတော့စားနေစလို့ရဲ့တညာလောက်မှတ်ထားတာပေါ့သေးသေးလေးရွယ်စားသေးလေးကောင်းတယ်ကျွန်တော်ဒီအထိပဲကြီးနိုင်တော့ပေါ့လောက်စတော့ပါဒါတော့ ိုဘာကောပေါ့မသုံးမဲ့အမဲလေးတွေပေါ့နော်ပဲတီးရဖန်ကောပေါ့ရွယ်ရရုပ်တီးရကျသုံးဖြူလေးရပေါ့နော်ဒါတော့အိမ်နောက်မှာစိုက်ထားတဲ့ဖန်ကောပေါ့အတီးလေးပဲပြန်သုံးထားတာပေါ့စီလေးနည်းနည်းလေးနဲ့ဒီကျသုံးဖြူလေးကိုအနက်မွေးလာတဲ့အချိန်ရုံးမွေးပါမယ်ချက်ဖြစ်တာလည်းဒီနေ့ကလည်းအိမ်နောက်မှာဘာပေါ့ပေလေးရလည်းကြီးလာတယ်ဆိုတော့ချက်ဖို့လုံးလိုက်တာပေါ့ ကျက်သူဖြူလေးကဝေးလာတဲ့အထိတော့စင်လေးနဲ့ရောနေလိုက်တယ်အဲကပေါ့တော့ကြိုက်ထဲမှာပါတယ်ရောလေးကိုကြိုက်တယ်ထိုင်ရောက်ပြီလေဖန်ကောက်ရောက်ပြီလေဖန်ကောက်ပေါ်ဝဲစားဖြစ်တာများတယ်။ထိုင်စားတာဖန်ကောက်ပေါ်တစ်ခုပဲကြိုက်တယ်ပြီးတော့တစ်ခုပဲကြိုက်တော့ကျန်တာမကြိုက်ဘူး။ ့ခုနကလီးထားတဲ့အသားတုံးလေးအချက်သားအဲဝက်သားတုံးလေးကိုဟိုနည်းနည်းလေးကျွတ်သွားကျော်လိုက်ပါမယ်အေးကျုပ်နေအောင်တော့ကျော်ဖို့မလုပ်ဘူးပေါ့နော်စားလို့တိတ်မကောင်းတော့ဘူးဟိုဘာပါကျော်လို့ပေါ့ကျော်နေတဲ့ဟာကိုကြွကြွရွာလေးဆိုတော့ ိစားတော့မကောင်းဘူးပဲဒီလေးနဲ့ပြန်ပြီးရောချော်လိုက်တယ်ထဲမှာတော့ငါပြရည်လေးနဲ့ဟိုဘာလဲငါပြအဲငါပြရည်လေးရဲ့ပြီးတော့ဟိုပဲငါပြရည်လေးပေါ့နည်းထက်တယ်ရတာမကတော့ဒီထုံးစံအတိုင်းပဲ ဒီလေရင်ကြီးမဟုတ်ဘူးပေါ့အပီးကနီးမှကျတော့ဒီဖောက်ဖောင်ရွက်လေးထက်တာပေါ့ဖောက်ဖောင်ရွက်ကလည်းဒီလောက်ဝဲရတယ်နည်းနည်းလေးချက်များရတော့ဘူးဝင်မလာဘူးဒါဒီလောက်ဆိုလည်းတော်ပါပြီအဲဒီလေးနည်းနည်းနိုးအောင်တော့ချက်ချက်အောင်နည်းနည်းတော့ကြာတော့ပေါ့ခဏတော့မဟုတ်ပါဘူး ့2မိနစ်3မိနစ်လောက်တော့ထားတာကျွန်တော်တော့ဆိုတော့ကျွန်တော်ကရေလေးနည်းနည်းလေးခက်ခက်ချက်ချောက်လေးမကြိုက်ဘူးနော်နည်းစစိုးလေးဆိုတော့ဒီရေလေးတဲ့ထက်ထားထက်ထားပေါ့ရေလေးထက်ပြီးတော့နည်းနည်းထက်ပြုတ်ပြုတ်တဲ့သဘောအနေနဲ့ပေါ့နော်ရေလေးနည်းနည်းပေါအောင်ဆိုပြီးတော့ရေလေးထက်ပြီးတော့ ငယ်လေးပဲပြီးရပူနှိုးအောင်ပေါ့နော်အဲ့တော့အမားနေမစားတက်ဘူးအစားပြော့ရပဲစားရဆိုတော့နူးနူးလေးပေါ့ကာရောပဲပြီးရောအချို့ဆိုင်မှာကြာပဲပြီးရမကြက်တကြက်ဆိုတော့မကြိုက်ဘူးခဏလောက်ဦးဦးမြောင်းဖုံးဖုံးလိုက်တယ် ကဲပြီးပြီဆိုတော့ဒီနေ့ဖက်ကပောင်လေးဝက်ဖက်ကပောင်လေးပေါ့နော်မွေးမွေးလေးအဆက်လေးကလည်းနည်းနည်းလေးနဲ့ဟောရတာလည်းတကယ်ကောင်းတယ် share ရပါပြီလို့ဖက်ကပောင်လေးဖက်ကပောင်တော့အလုပ်စားဖြစ်ပါတယ်ဒီရတော်တော်များများကျေးဇူးတင်ပါတယ်